းလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှမမာတီပွဲခန်းနာကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မမာတီအခမ်းအနားကိုဒီကနေ့နိုဝင်ဘာလ23ရက်နေ့လယ်တနာရီကအဆိုပါရုံးချုပ်မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က1996ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်သလိုအသင်းကိုတိုင်းနှင့်ပြည်နယ်73ခုမှာဖွဲ့စည်းထားပြီး အသင်းသူ အသင်းသား2000နီးပါးခန့်ရှိတယ်လို့သိရပါတယ်။အဆိုပါအသင်းကိုတည်ထောင်ရတာကဆောက်လုပ်ရေးနည်းပညာကဘာနဲ့ရင်မောင်းတန်းပြီးလှုပ်ဆောင်နိုင်စေဖို့ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့နည်းပညာသင်တန်းများကို နိုင်ငံတကာနဲ့အညီသင်တန်းများပေးနိုင်စေဖို့ နိုင်ငံတော်ရဲ့ project လုပ်ငန်းများမှာပါဝင်ဆောင်ရွက်ပေးနိုင်စီဘူးစရာရီအပြင်တဘာဝဘေးရန်ရဲ့ကြာရောက်ပါကတောရောက်လူရန်ပေးနိုင်စီဘူးအစရှိတဲ့ရည်ရွယ်ချက်များနဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဒီကနေ့မှာတော့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့ဝင်ရောက်လာတဲ့လူငယ်များကိုကြိုဆိုတဲ့အနေနဲ့အခုလိုမမဒီကိုကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီနေ့ကတော့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ မြန်မာပြည်အခမ်းအနားပဲဖြစ်ပါလေ။အဲမမလေးခန္ဓာရဲ့ရွေစက်နေတဲ့ပြောမဲ့ဆိုရင်အဲအသင်းသားနေတဲ့ကတော့2000လောက်ရှိပါပဲ။အဲအသင်းချုပ်ကတော့ကျွန်တော်တို့ကဒါတနစ်ပြည်နဲ့73ဝန်းနဲ့ဖွဲ့စည်းထားပါပဲ။အဲတော့ဒီတဲ့နှစ်မှာဝင်ရောက်တဲ့အသင်းဝင်တွေရှိပါတယ်။အဲဒီအသင်းဝင်တွေမှာလူငယ်အသင်းဝင်တွေပေါ့နော်။လူငယ်အသင်းဝင်တွေလူငယ်အသင်းကုမ္ပဏီတွေရှိပါတယ်။အဲဒီကုမ္ပဏီတွေနဲ့ပါဝင်တဲ့ဒီလုပ်ငန်းရှင်သားပါဝင်တဲ့ဒီ အဥစ္စာပေါ်တော့အဲဒီအသင်းသစ် pressure လေးတွေကိုအကျိုးစုတဲ့ဖွယ်လေးဖြစ်ပါတယ်အသင်းရဲ့ဒါဘာမှတိဆောက်ပုံဝင်နေရကူကဒီအသင်းဟာအဲ engineer တွေနော် developer တွေနော် contractor တွေနော်အဆောက်အဦပစ္စည်းရောင်းချသူခင်သွင်းသူထုတ်လုပ်သူအားလုံးပါဝင်မှဖွဲ့စည်းထားတယ်နောက်တော့ဆောက်လုပ်လုပ်သားတွေအားလုံးရဲ့အဆောက်အဦပစ္စည်းတွေဖြစ်တဲ့ဒီတဲကြောက်ကဏ္ဍအစအားလုံး တော့ကွန်ကရစ်ကဏ္ဍအစအလုံးပါဝင်ပြီးမှဖွင့်စီရတဲ့အသင်းချုပ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဒါအသင်းအသင်းသားအစ်စ်တွေကိုဂုဏ်ပြုတဲ့ပွဲလေးပေါ့အဲပွဲလေးမှာကျွန်တော်တို့မနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်တို့က golf ပေါ့နော် golf ပြန်ပွဲဥက္ကရာဖလားပြန်ပွဲကျွန်တော်ကျင်းပပါတယ်အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီနေ့လည်းဒါမနေ့ပိုင်းမှာဒါကြောင့်အသင်းသားတွေရဲ့ pressure ကုမ္ပဏီတွေအားလုံးကိုမိတ်ဆက်အနေနဲ့ဒါ ဒါစပွန်ဆာပေးတဲ့ကုမ္ပဏီတွေအားလုံးပါဝင်တဲ့အဲမိတ်ဆက်အစီအစဉ်လေးတွေကိုဒီဆက်လက်ပြီးတော့ကျင်းပပြီးမှဖြစ်ပါတယ်။အတင်းကတော့1996ခုနှစ်ကစတင်တည်ထောင်ခဲ့ပါတယ်။တည်ထောင်တဲ့နေရာမှာလည်းကျွန်တော်တို့ဒါပြောမဆိုရင်ခေတ်ဆက်ဆက်ကဥက္ကဋ္ဌကြီးအသီးသီးကနေပြီးတော့အဲဒီကုမ္ပဏီအသီးသီးကဘိုးကုမ္ပဏီသီးသီးကစူးစမ်းမှုနဲ့ပဲခဏဒီနေရာမှာနော်ဒီလိုမျိုးနော်ဤကနှစ်ဤကလောက်ရှိတဲ့ ဒါဒါမြေမြေပါကျွန်တော်တို့ကเนาะအဆောက်အဆောက်ဦးတစ်တင်နဲ့မမမမရက်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်အဲကျွန်တော်အသင်းနေတဲ့ရွေချက်နေတဲ့ကတော့ကျွန်တော်ဆောက်လို့ရခန္ဓာမြင့်မားဖို့เนาะမြန်မာနိုင်ငံဆောက်လို့ရရဲ့အခန်းကဏ္ဍတွေမြင့်မားဖို့ရဲ့နောက်ကျွန်တော်တို့ဆောက်လို့ဒီပညာကဘာကဘာနဲ့ရေမောင်တန်းပြီးတော့ဒါလောက်ဆောင်နိုင်ဖို့ရဲ့နောက်ကျွန်တော်တို့ဆောက်လို့ရပတ်သက်တဲ့เนาะဒီပညာသင်တန်းတွေအားလုံးကိုကျွန်တော်နိုင်ငံတကာနဲ့အညီ ။เนาะကျွန်တော်တို့မှာရှိတဲ့လူသားတွေရဲ့เนาะခန့်ခန့်တာတွေเนาะ level တွေကိုလည်း ASEAN level เนาะ international level စသဖြင့်သင်တန်းတွေလည်းကျွန်တော်တို့ဒါပေးပါတယ်။နောက်တစ်ခုကကျွန်တော်တို့ကအဓိကတော့ကျွန်တော်တို့နိုင်ငံတော်ရဲ့ project လုပ်ငန်းတွေအားလုံးမှာလည်းပါဝင် ပြီးတော့ကုညီဆောင်ရွက်ပေးသလိုနိုင်ငံတော်ရဲ့တဘာဘေးအန္တရာယ်ကျရောက်တဲ့အခါတိုင်းမှာလည်းကျွန်တော်တို့ဒါရှေ့တန်းကနေပြီးတော့ကျွန်တော်ဆောင်ရွက်ခဲ့တဲ့အစင်လာရှိပါတယ်။အဲဆင်လာနေပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒါနာကစ်ပေါ့ ERV တန်းနာကစ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီအသင်းသားတွေအားလုံးဟာ ERV တန်းရဲ့ဒါအဓိကကြတဲ့ကျွန်တော်တို့ဒါပြန်လည်တိဆောက်မှုလုပ်ငန်းကိုတစ်နှစ်အတွင်းမှာကျွန်တော်တို့ဒါပြန်လည်တိဆောက်ပေးနိုင်ခဲ့ပါတယ်ဒါထပ်ပြီးတော့ကျွန်တော်တို့နောက်ပိုင်းမှာဖြစ်တဲ့ကိုဗစ်ကဏ္ဍတွေနော်ကိုဗစ်ကဏ္ဍမှာလည်းကျွန်တော်တို့ရန်ကုန်တိုင်းမှာရှိတဲ့နော်ကျွန်တော်တို့ဒါအတိုင်းဆိုးအဖွဲ့တွေရဲ့ပူးပေါင်းပြီးတော့ကိုဗစ်စင်တာနော်ကျွန်တော်တို့ပြောပါစေဖောင်ကြီးကိုဗစ်စင်တာနော်ကျွန်တော်တို့တန်ခါ တန်ခါဂရီ300ပေါ့နော်စင်တာတွေအဲကျွန်တော်တို့အားလုံးကိုကျွန်တော်အဥစည်းပင်မှာအဲကျွန်တော်တို့လွှတ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်နောက်တစ်ခါတခါပြောရခိုင်မှာဖြစ်တဲ့မိုးခါမိုးကာဗွန်ဒိုင်းအဲမိုးတိုင်းမှာဆိုလို့ရှိရင်ကျွန်တော်အသင်းကဥဆောင်ပြီးပါပဲအဲဒီဒီကျမကြီးပညာရေးရပတ်တဲ့18မြို့နယ်မှာရှိတဲ့เนาะကျွန်တော်ဒီဘီတန်ဒေတာအဲမပြတ်တဲ့ဒီလုံငန်းကိုတနေ့6လအတွင်းမှာကျွန်တော်အပီစီဆောင်ရွက်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါထပ်ပြီးတော့ကျွန်တော်တို့ တော့ဘကူးတိုင်းမှာဆိုဆွာချောင်းရေရေရေရှန်ပြီးတော့ကျွန်တော်တို့ဒါအိမ်ကြီးပြောသွားတယ်အဲ့ဒီမှာလဲကျွန်တော်တို့ကအဲ163လုံးကျွန်တော်သွားရောက်ထိတန်းပြီးတော့ကျွန်းကျွန်းကျွန်းတော်စုကျေးရွာဆိုတော့တေးရွာကိုကျွန်တော်တို့တီထောင်ခဲ့တယ် MC ရဲ့ပြီးတော့ပေါ့အဲတီထောင်ပြီးမှကျွန်တော်နိုင်ငံတော်ရဲ့ဒါစောက်တွေငွေကြီးဌာနဝေဥကြီးဌာနနဲ့ပူးပေါင်းပြီးမှရွာသစ်တွေကကျွန်တော်တီထောင်ပြီးမှထိတန်းပေးခဲ့ခြင်းဖြစ်ပါတယ်ဒါထပ်ပြီးတော့နောက်ဆုံးကတော့မန္တလေးငလျင်ပေါ့မန္တလေးငလျင်မှာဆိုလို့ရှိရင်သခိုင်း မန္တလေးနော်လက်နေပြည်တော်ထားတဲ့ဒေသတွေမှာမနေပြီးကြတဲ့အခါကျတော့တို့တွေကအာကျွန်တော်တို့ကေဇယ်ရေးလုပ်ငန်းတွေအရင်သွားရလို့တယ်။နောက်စေကူးသားရေးတွေလုပ်ပေးတယ်။နောက်ကျွန်တော်တို့ပြည်လဲပြည်တော်လုပ်ငန်းတွေမှာလည်းကျွန်တော်တို့ဒါအပြာအပြာလိမ်ပေါ်အဒီစစ်အဲ့ဒါဒီအားလုံးလည်းကျွန်တော်မန္တလေးတိုင်းပါလေကျွန်တော်တို့သတ်မှတ်ပေးခဲ့သလိုပဲအဲနောက်ပိုင်းမှာလည်းဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒါနေပြည်တော်မှာဆိုလို့ရှိရင်ဖြစ်ပေါ်နေတဲ့ဒီဝန်တိုင်းအရာတွေပေါ့နော်ဝန်တိုင်းအရာနဲ့ပတ်သက်ပြီးတော့ ဒါကျွန်တော်တို့အပြာအဆင့်မှာဆိုရင်ကျွန်တော်တို့အသင်းနေတဲ့200နဲ့18လုံးကို100ရာနှုတ်ပြီးစီးပြီးတော့ဒါအစိုးရပြန်အပ်ပြီးတဲ့အချိန်မှာဝန်ထမ်းတွေအားလုံးနေထိုင်ပြီးတွေ့ပါတယ်။နောက်ဒုတိယအဆင့်တွေနဲ့ကျွန်တော်လိန်မော်အဆင့်မှာ215လုံးကျွန်တော်တို့ပြင်ဆင်တာ56လောက်ပြီးပါပြီ။ဒီဇင်ဘာလလောက်ကိုလောက်ဆိုကျွန်တော်80ရာနှုတ်လောက်အဲကျွန်တော်ပြီးစီးတဲ့အင်အားတွေပေါ်မှာလည်းဝန်ထမ်းတွေပြန်လည်ထားနိုင်ပြီးတွေ့ပါတယ်။ဒါထပ်ပြီးတော့အနီရောင်အဆင့်ဆိုတော့ပို့ပြီးတော့စိုးရတဲ့အဆင့်တွေကိုလည်းအလုံး120 ကျွန်တော်တို့လက်ခံပြီးမှကျွန်တော်တို့ပြင်ဆင်ပါမယ်အပြင်ဆင်တဲ့ကြာမှာလည်းအသင်းချုပ်ကတောင်းပြီးတော့ပြင်ဆင်ပြီးတော့အသင်းချုပ်ပါဝင်တဲ့အဲကုမ္ပဏီတွေအားလုံးကစုပေါင်းပြီးမှအခုဆိုရင်ကျွန်တော်လေမော်ဆစ်ဆို58ကုမ္ပဏီကိုအဲ့ဒီနေရာအားလုံးစုပေါင်းပြီးမှကျွန်တော်တို့ပြင်ဆင်ပြီးတော့အဲကုန်ဝေကိုဆက်ထုတ်ပြီးမှအာပြင်ဆင်ပြီးချင်းဖြစ်ပါတယ်တခါထပ်ပြီးတော့ကျွန်တော်အလုံးအစ်နေနဲ့အလုံး40ပေါ့နော်အဲ့ဒါကဇမုတိညွှန်နယ်မှာကျွန်တော်တို့ဒါဆက်လက်တိဆောက်မှာဖြစ်ပါတယ်ဒါဟိုနိုင်ငံတော်မှာ လဲဒါလူငယ်တွေကအရန်လိုအပ်ပါတယ်တို့အသိန်းချုပ်ပါဆိုလို့ရှိရင်လည်းလူငယ်လူငယ်လုပ်ငန်းရှင်တွေအများကြီးလိုအပ်ပါတယ်အဲကျွန်တော်တို့ကလည်းဒါလူကြီးတွေညမှာအချိန်မှလူငယ်တွေအစားထိုးနိုင်ဖို့အတွက်ကျွန်တော်တို့အတူလက်တွဲပြီးတော့လုပ်နိုင်မဲ့လူငယ်တွေကုမ္ပဏီတွေအဲတက်ကြွတဲ့လူငယ်တွေအားလုံးကိုကျွန်တော်ဝဲကန့်လုပ်ပါတယ်ဒီနေ့လည်းတက်တက်ကြွလုပ်တဲ့လူငယ်တွေအများကြီးလာကြပါတယ်အဲကျွန်တော်တို့အနေနဲ့လည်းအရန်ဝမ်းသာတယ်တော့ကျွန်တော်ရဲ့ဒါအမွေနှစ်တွေကျွန်တော်တို့တမိုင်းစင်လာတွေအားလုံးကိုလည်းလူငယ်တွေအားလုံးကိုလက်တွဲ ကျွန်တော်တို့ lesson ပြန်လိုက်စီချင်ပါတယ်ဒီမှာဒီ ethic company တွေကမိတ်ဆက်စခန်းသားတွေကျွန်တော်လုပ်ကြမယ်ပြီးရင်ကျွန်တော်ညနေပိုင်းထောက်နိုင်မှာဆိုလို့ရှိရင်လည်းညစာစားပွဲကိုဒါချားသိမိတ်ဖက်သင်းတွေနဲ့ပူးပေါင်းပြီးမှအဲကျွန်တော်တို့10နိုင်ထိကျွန်တော်တို့ရှင်းပါပြီမှာဖြစ်ပါတယ်6နိုင်10နိုင်ထိဒီလမှာတော့ကျွန်တော်တို့ဒါဥစ္စာပေါ့နော်အဲဒီဒီမှာပေါ့ကျွန်တော်တို့ရှင်းပါမှာရှိပါတယ်ဒီမှာပဲရှင်းပါပါမယ်သို့တော့ကျွန်တော်တို့ကခက်ခက်နနာနဲ့ တော့ play juice ကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းကျွန်တော်ပူပွားရေးရေးချက်ကတော့ဒါရုပ်ရှင်လောကသားတွေဆိုတော့ကျွန်တော်တို့ဒါဟိုကူညီဆောက်ရှောက်မှာအပိုင်းမှာပါပါတယ်အဲ့တော့ကျွန်တော်ဒါတင်ပြမှာဆိုလို့ရှိရင်ကျွန်တော်ဆေးကရှိတယ်အဲ့ဒီဆေးကကိုလည်းကျွန်တော်တို့ကပုံစံရေးဆွဲဖို့အတွက်ကျွန်တော်တို့လည်းအတူတောင်းတယ်အဲ့ကျွန်တော်ပုံစံရေးအကုန်လုံးအခမဲ့ကျွန်တော်ရေးဆွဲပေးတယ်ဒီရုပ်ရှင်စီးရုံးပြီးတော့ကျွန်တော်တို့ဒီရုပ်ရှင်စီးရုံးနဲ့ပတ်သက်ပြီးတော့လည်းဒါအဲ့ဒီမှာ EOI ကျွန်တော်တို့ခေါ်ပြီးတော့အဲ့မှာရှိတဲ့ဒါဒီပြည်ပြည်ဆောက်ပြီးလုပ်ကားတွေ เนาะခဏပြောတော့ဝန်ထမ်းအင်အားပေါ့เนาะအဲအဲဒီပေါ့လိုအပ်ချက်ရှိတဲ့เนาะပြည်ဥဆောင်နေเนาะအဲ့ဒါအားလုံးအတွက်ကျွန်တော်တို့ဖြစ်ပေါ်လာအောင်ပေါ့เนาะအခန်းဒီနေစရာထိုင်စရာလေးဖြစ်ပေါ်လာအောင်ကျွန်တော်တို့ဒါဒီဟောဒီဟောနဲ့ကျွန်တော်ခေါ်ယူပြီးမှကျွန်တော်တို့ရုပ်ရှင်စီမံပူပေါင်းပြီးမှကျွန်တော်တို့ဆက်လက်ဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဆက်လို့လုပ်ငန်းရှင်များအနေနဲ့တော့ဒါဒီနေ့ဒါမြန်မာဒီဖြစ်ပေမဲ့ဒါပေမဲ့မြန်မာဒီဆိုတာကလည်းကျွန်တော်တို့လာမဲ့နောက်ထပ် fresh တူပေါ့เนาะ အဲကျွန်တော်တို့ဆောက်လုပ်ရေးနဲ့လုပ်ငန်းနဲ့ပတ်သက်တာတွေဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ဤပညာတွေဆောက်ရည်ရေးနဲ့ပတ်သက်တဲ့ပုံပြမှုတွေဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ဌာနပေါင်းစုံကိုကျွန်တော်တို့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသိအကျဤပညာတော်၎င်းအဲဤပညာတော်၎င်းအထက်မြင့်တော်၎င်းအထက်သေးတော်၎င်းကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ပေါ့နော် ကျွန်တော်တို့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသိအနေနဲ့အဲကျွန်တော်တို့ပူးပေါင်းပြီးတော့ဆောင်ရွက်နေပါတယ်ဟုတ်ဟုတ်ပါလိမ့်ခင်ဗျကျွန်တော်တို့ဒီနေ့မြန်မာဒီဆိုပြီးတော့ကျွန်တော်တို့လုပ်ပေမဲ့ဒါပေမဲ့ ပါဝင်လာတာကတော်တော်များများကိုအင်တိုက်အားတိုက်ပေါ့နော်ကျွန်တော်တို့လုပ်ငန်းရှင်များတော်တော်များများဒီတော်တော်စိတ်ပါဝင်စားစွာဖြစ်ပေါ့နော်မိမိရဲ့ဆန္ဒအလျောက်နဲ့ကျွန်တော်တို့ရမတ်ဒေးကိုလာရောက်ပြီးတော့ပူပေါင်းဆောင်ရွက်ပါတယ်စပွန်ဆာတွေလည်းတော်တော်လေးကိုလုပ်ပါတယ်တို့စပွန်ဆာပေးလို့လေကျွန်တော်တို့ဒီမြန်မာဒေးကိုကျွန်တော်တို့တူထောက်ထောင်နဲ့ အဲစူဇီကာကာနဲ့လုပ်ခွင့်ရပါတယ်သူတို့တွေကိုပူပေါင်းပေးတဲ့ပုံစံတွေလည်းကျွန်တော်အနေနဲ့ဒီနေရာနဲ့ပြီးတော့အထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့လောဝါဒါနာနဲ့ပြုလုပ်တဲ့ပုံစံတွေကိုလည်းကျွန်တော်အထူးကျေးဇူးတင်ပါတယ်အမတို့တွေ့တဲ့အချိန်မှာကုမ္ပဏီတွေကတော့20ကျော်ပါတယ်နောက်ထပ်တွေလည်းဝင်ဖို့အတွက်လည်းကျွန်တော်တို့ထပ်ကမ်းလှမ်းပါတယ်ဒါပေမဲ့ကျွန်တော်ကနေရာထိုင်ခင်းလေးနည်းနည်းအခက်အခဲရှိလို့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါပထမအနေနဲ့ပဲဒါပထမစီရင်ပေးထားတာကိုပဲကျွန်တော်တို့နေရာထိုင်ခင်းပေါ်မူတည်ပြီးတော့ကျွန်တော်လက်ခံလိုက်ရတာပါ။ဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ ဒီပွဲကတော့ဒါကျွန်တော်တို့ရဲ့ဒါတမိုင်းမှာဒါအရေးကြီးတာပေါ့နော်ကျွန်တော်တို့တမိုင်းမှာအာဒါကျွန်တော်မြန်မာနိုင်ငံဆောက်လုပ်လုပ်ငန်းရှင်များအတင်းမြန်မာဒီဖြစ်တော့ကျွန်တော်တို့တော်တော်လေးကိုစီစီကားကားနဲ့လာရောက်ပြီးတော့ဆောင်ရွက်ပေးတဲ့ပုံစံတွေအထူးကျေးဇူးတင်ပါဒီလေးလိုညက်ကြရင်လည်းကျွန်တော်တို့ပြီးသွားတဲ့နေ့ကလည်းကျွန်တော်တို့ golf ကိုဟလာဒုက္ခပကား golf ပဲလုပ်ပါတယ်ဒီလေးဆိုရင်လည်းဒီ golf ဒီပြီးသွားရင်ကျွန်တော်တို့အားလုံးစီစီကားကားနဲ့ပေါ့နော် လာရောက်ပြီးတော့ အဲမြန်မာဒီမှာလာရောက်တဲ့မြန်မာအစ်စ်တီရောအဟောင်းတီရောပြည်စုံချင်းမိဆက်ချင်းအာဒီပညာနဲ့ပတ်သက်ပြီးတော့တယောက်ကိုတယောက်ဖလှယ်ချင်းဈေးကွက်ထဲမှာရှိနေတဲ့စောက်လုပ်ရေးနဲ့ပတ်သက်တဲ့ဒီပညာတွေကိုလည်းစောက်လုပ်ရေးလုပ်ငန်းရှင်များအနေနဲ့လာရောက်ပြသခြင်းလာရောက်ပြသပြီးတဲ့အပြင်တော့မှသူတို့အနေနဲ့ဟာအဲစတိတ်ပေါ်မှာတယောက်ကို10မိနစ်15မိနစ်သူတို့ရဲ့ဒီပညာတွေနဲ့ပတ်သက်ပြီးတော့ပုံမျိုးမိတွေကိုအသေးစိတ်ရှင်းလင်းတင်ပြခြင်းကိုဒါလုပ်တဲ့အတွက်ဒါအော်မီဒီတစ်ခုလို့ကျွန်တော်ပြောလိုပါ